အားလုံးပဲမင်္ဂလာပါအဲဒီဗီဒီယိုကတော့ဒါငလျင်ဘေးသင့်ပြည်သူတွေကိုကူညီရမှာပေါ့နော်အဓိကအခမ်းကဏ္ဍကနေပါဝင် ပေးကြတဲ့ဒါမြန်မာနိုင်ငံမန္တလေးတိုင်းဒေသကြီးတွေကလူမှုကယ်ဆယ်ရေးညီကိုမော်နမတွေအတွက်ရည်ရွယ်ပြီးတော့ကာလာတန်ကြီးတာငွေကျပ်300တန်ဖို့ရှိတဲ့ Our Hero Package အမည်ရတဲ့အလှူလေးကျွန်တော်တို့တွားရောက်လှူဒန်းဖြစ်ခဲ့တဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ် တော်တော်များများကတော့ဒီလိုမျိုး rex suit လုပ်ပေးတဲ့ဒါကယ်ဆယ်ညီအကိုတွေကိုပေါ့နော်လာစာရလို့လုတ်ကြတယ်လို့အထင်မှားနေကြတာလေးတွေလည်းရှိပါတယ်ခင်ဗျာတကယ်တော့သူတို့တွေကမြန်မာနိုင်ငံမှာပေါ့နော်တဘာဝဘေးပါပဲကြာရောက်ကြာရောက်လာစာမရဘဲနဲ့လှုပ်ဆောင်ပေးကြတဲ့ပြည်သူဝန်ထမ်းတွေဆိုတာကိုလည်းကျွန်တော်ကနဦးအနေနဲ့သိစေချင်ပါတယ်ငလျင်တန်တင်းတဲ့သူတွေကိုလည်းကျွန်တော်တို့ကူညီပေးတင်ပါတယ်။ဒါပေမဲ့ဒီလိုမျိုးအားတက်သရောဒါနေမနာညမနာပေါ့နော်။ကူညီပေးနေကြတဲ့ဟီးရိုးတွေအတွက်ကိုလည်းကျွန်တော်တို့ support ပေးတင်ပါတယ်။ ကျွန်တော်ခုရောက်ရှိနေတာကတော့မန္တလေးတိုင်းဒေသကြီးပဟုယုံမှာပါအဲအွန်လိုင်းမှာလည်းအားလုံးသိကြမယ်လို့ထင်ပါတယ်ဒါကိုစီကိုစီကတော့သူတို့ရဲ့အဖွဲ့အစည်းပေါ့နော်တီတီအဲဒါနာမည်လေးတွေခွဲခွဲပြီးတော့သူတို့ရဲ့လှုပ်ဆောင်မှုလေးတွေကိုတင်ပြနေတဲ့အဖွဲ့တွေလည်းအများကြီးရှိပါတယ်ကျွန်တော်ခုရောက်နေတာကတော့အဆိုပါအဖွဲ့တွေအားလုံးရဲ့အချုပ်လို့ဆိုရမှာပေါ့နော်နေရာကတော့မန္တလေးတိုင်းဒေသကြီးထဲမှာရှိတဲ့လူမှုကယ်ဆယ်ရေးကော်မတီရုံးချုပ်ပဲဖြစ်ပါတယ်။မင်းတို့ဟိုရန်တိုက်တာတော့မဟုတ်ဘူးเนาะသူတို့ကပြတာ ်ဒါကငါတော့ငါတိုင်ယုံဖွဲ့ကြည့်တယ်ငါတိုင်ယုံဖွဲ့စုပေါင်း50လောက်ပဲရှိတာပေါ့ဒီမှာလာတဲ့ခေါင်းဆောင်တွေရှိတယ်တင်းပြီးနေခေါင်းဆောင်တောင်းမှုခေါင်းဆောင်ရန်ကုန်တွန်တေးခေါင်းဆောင်မြို့တတိယခေါင်းဆောင်တွေရှိတယ်ငါရှောင်းတခင်လေးလာလိုက်တဲ့ခါမှာအယောင်ဖအံရုံချောဆုံးကောင်တစ်ပေါင်ထားလမ်းဖအံဖွဲ့ရဆွေးစစ်ထားလိုက်ရဆွေးစစ်ထားလိုက် ဘာသာရမမေးတော့ဘူးမန္တန်ကြီးမင်းတို့ဒီနေ့ရက်3ရက်ဒီမှာမင်းတို့တယောက်ကိုကြောက်ရတော့ဆက်ချင်းပြောဟဲ့ဆက်ချင်းလို့မရှိတဲ့မဟုတ်ချင်းပြောဟယ်လို ခံရတယ်။တောင်ဖက်ကသူတို့ခေါင်းဆောင်လို့ပဲတယောက်ကိုနှစ်သိန်းတိရပြီးသွားပြီးတော့ကျန်တဲ့ခေါင်းဆောင်တွေဘယ်တော့မှနေပြော။အဲလက်ရှိဖြစ်သွားတဲ့ငလျင်ကယ်ဆယ်ရေးတို့ပြန်လဲထူထောင်ရေးတွေမှာပေါ့နော်။အဲလူမှုကယ်ဆယ်ရေးလုပ်ပေးကြတဲ့ညီအကိုတွေရဲ့ဖုန်းတွေဟာလည်းဤမျိုးစုံနဲ့ကွဲခဲ့ကြပါဗါးကျွန်တော်တွားရောက်တော့လဲသူတို့ဖုန်းလေးတွေကြီးတဲ့အခါမှာဟိုတချို့တွေလည်းတော်တော်လေးစုပ်ပြတ်တတ်နေတာတွေကိုလည်းတွေ့ရပါဗါးတချို့ကြတော့လဲအပေါ်ရမှန်လောက်ပဲကွဲတဲ့ဟာလေးတွေလည်းရှိတယ်။တချို့တွေကြတော့လဲ body ရတော်တော်လေး damage ဥပမာထားပါတော့အုပ်ပြီးလို့ပဲဖြစ်ဖြစ်ကျွန်တော်ဒီဘဟိုးတူရင်နဲ့လွင်းစင်လာတဲ့ဟာတွေအောက်ကိုအမှတ်မထင်ရောက်ရှိ သွားလို့ပဲဖြစ်ဖြစ်ပေါ့နော်အဲ့လိုမျိုးတော်တော်လေးဆွဆူဝါထိခိုက်တာတွေကိုလည်းအဲကျွန်တော်တွေ့ရတယ်ပေါ့နော်ဒါကိုပြန်မြင်မှုရမှာသူတို့ကလစာရတဲ့သူတွေမဟုတ်တဲ့အတွက်သူတို့ရဲ့ကိုယ်ပိုင်ပတ်စံနဲ့ပြင်ရမှာဖြစ်ပါတယ် ဒါကိုတစ်ဖက်တစ်လမ်းကနေတက်တာအောင်ဆိုပြီးတော့ဒီ Kplus ကနေ UC ပြီးတော့ဗောနော်အခုလိုမျိုး9သိန်းတန်ကပ်ပြားလေးတွေနဲ့ဘာကြောင့်မဲ꽌꽌ဗောနော်ဒါ Our Hero Package ခေါင်းစဉ်အောက်မှာအလကားပြုပြင်နိုင်စေဖို့ကာလတန်ကြီး300ကျပ်သွားရောက်ကူညီအပြည့်တာဖြစ်ပါတယ်ခင်ဗျာအဒီမှာတော့မနက်၈နာရီဆိုရင်အဖွဲတွေအကုန်လုံးအခုလိုမျိုးတန်းစီရပါတယ်အပြီးတာနဲ့တော့ဥက္ခရနေဗောနော်မင်းတို့အဖွဲကဘယ်ဟိုသွားမင်းတို့အဖွဲကဘယ်ဟိုသွားမင်းတို့အဖွဲကနေဘယ်ဟိုသွားဆိုပြီးတော့ညွှန်ကြပါတယ်အတူချင်းလဲဒီမှာသွေးဖောက်စစ်ရပါတယ်ကျွန်တော်ရောက်တော့မနက်အစောကြီးပဲရှိပါသေးတယ် အဲကျွန်တော်လည်းဒီရကျွေးတဲ့မနက်စာကိုပဲကျွန်တော်စားခဲ့ပါတယ်အဲ့ဒါလေးကိုခဏညင်ရအောင်ရှင်းပြရတာမင်းတို့ဒီမှာပြည်စည်းလုပ်ငန်းဝင်လုပ်နေရင်နဲ့ဖုန်းတွေမတော်တဆထိခိုက်သွားလို့ရှိရင်အမှန်တွေအကုန်လုံးအစ်စ်လဲပြပါမယ်အဲ့ဒီတော့ကိုလည်းဒီမှာသူတို့ကတ်ပြီးပြနေတာကတ်ကလေးအဲအဲ့ဒီဟိုဘေးမှာဘေးမှာအရေးကြီးတာအဲ့ဒီကတ်တွေကိုမင်းတို့ဖုန်းတွေပဲဖြစ်ပါစေ ောက်ပြီးတော့ငါတို့ဘက်ကလည်းအဖွဲ့ကြီးပြတ်တော့တဲ့နေလမ်းမှာပြိမ့်မယ်ငါတို့ဘက်အဖွဲ့ကြီးပြတ်တဲ့အတွက်ငါတို့ကအမခံထားရတယ်ဒီလုပ်ငန်းလုပ်နေရင်လည်းပြက်စီးတဲ့ဖုန်းတွေဖြစ်ပေါ်ရအောင်ငါတို့အမခံထားရတယ်ဟုတ်ပြီနော်အမှန်တကယ်ပြက်စီးသွားတဲ့ဖုန်းတွေကိုမင်းတို့အဖွဲ့ကောင်းဆောင်နဲ့အတူတကွာငါ့စီကိုလာတဲ့ပို့ပါပြက်လေးတွေငါတို့ပေးလိုက်မယ် နော်ဟုတ်ပြီနော်ကျွန်တော်ရဲ့ပရိသတ်တွေထဲဝင်လူတန်းကြတဲ့အထဲကနေပြီးတော့မှကျွန်တော်ရန်ကုန်ကနေတည်လာတဲ့ဒါ branch အပေါင်းနေဒါ dead body bag တွေပေါ့နော် dead body bag တွေကတော့ကျွန်တော်မိကြည့်ပါသေးတယ်သူတို့တကယ်လိုအပ်သေးတယ်ဟိုတချို့သော body တွေကဥမာတက်အိတ်ထဲနဲ့မရလို့2အိတ်3အိတ်4အိတ်တော့ပေါ့နော်ဆိုတော့အဲ့ဟိုအဲ့လိုမျိုးထည့်ပြီးတော့လောက်ကတာကိုလည်းသိရတဲ့အတွက်ကြောင့်မလို့သူတို့လိုအပ်တဲ့အရေးအတွက်တလောက်ကိုကျွန်တော်လှူခဲ့ပါတယ်ပြီးတော့သူတို့တော့ဖို့အတွက် hikari sweat တို့ဒါကယ်ဆယ်ရေးလောက်ရမှာအတိုးဝင်တဲ့ပစ္စည်းတချို့နဲ့ကျွန်တော်စေဘွားပစ္စည်းတွေအဖြစ်အချိုရေးတွေဒါအရေးပေါ်ထိခိုက်မှု များဖြစ်ခဲ့မယ်ဆိုရင်ပေါ့နော်သုံးလို့ရတဲ့ပစ္စည်းတချို့ကိုလည်းကျွန်တော်ရန်ကုန်ကပါလာတဲ့နေရာနေလှူဒန်းခဲ့ပါတယ်ပြောချင်တာကတော့ငလျင်တန်တဲ့နဲ့ပြည်သူတွေကိုလည်းကျွန်တော်တို့ကူညီပေးတဲ့လို့ရှေ့ဆောင်ကနေအခုလိုမျိုးပေါ့နော်ဦးစီးဦးဆောင်ဆောင်ရွက်ပေးကြတဲ့ညီကိုတွေကိုလည်းကျွန်တော်တို့တတ်နိုင်တဲ့ဘက်ကနေကူညီပေးတင်ပါတယ်ဒါသူတို့တွေကလာစားမရတဲ့အဖွဲ့အစည်းဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့ကများများ support ပေးမှသာသူတို့လည်းပို့ပြီးတော့အားတက်မှာဖြစ်ပါတယ် ဒါမြန်မာနိုင်ငံမှာတဘာဝဘေးပါပဲကြုံကြုံအမြဲတမ်းရှေ့ဆုံးကနေထွက်ပေးကြတဲ့မြန်မာနိုင်ငံအနှံ့မှာရှိတဲ့လူမှုကယ်ဆယ်ရေးညီကိုမော်နမမြအားလုံးကိုလည်းဒီဗီဒီယိုလေးကနေကျေးဇူးတင်ဂုဏ်ပြုအပ်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်